ပြန်လာတဲ့အိမ်မက်တွေဂျုံလာတဲ့အခါငါပေတီပြီးဆက်အိတ်ဖြစ်ခဲ့ပေါ့ငါ့ကိုတင်းရင်းရှင်ရင်းမှာအိမ်ကြီးတဲ့ကောင်လို့အထင်ခံခဲ့ရစောင်ရမ်းချစ်တယ်ဆိုတာမင်းတို့မှမသိတာဆိုတဲ့မျက်လုံးနဲ့ငါပြန်ကြည့်ခဲ့ရဟေးအောင်ဘာသတင်းထူးလဲမေးတိုင်းတိတ်ဆိတ်စွာခေါင်းခါတယ်ဆိုရှယ်မီဒီယာဆိုတဲ့ထင်အောင်ကြီးမှာငါကမင်းကိုပဲလိုက်လိုက်ချောင်းနေ ညနေပေါင်းစင်နေဆိုပြီးမင်းအမှန်နဲ့ငါရင်တွေဘလောင်စုခဲ့ဘူးတယ်မြမအပြာကားတွေကိုလည်းစိတ်နာလာတယ်ငါလုံးဝတိုင်းပြီဆိုတာငါလက်ဆွဲစကားပဲတောင်းစုတစ်ခုသာပြည့်မယ်ဆိုမြဝူဒီနဲ့မြမအတန်ပဲလာတယ်ဆိုတော့မင်းတို့အိမ်ကတီဗီကိုငါရိုက်ခွဲခြင်းတယ်အဲ့ဒီနောက်ပေါ်တော်တော်နဲ့ပေါ်ပေါ်ပဲပဲပြီးခဲ့တာမြစ်တာဇစ်တွေဖြစ်ကြောင်း ငါအတန်ကုန်အောင်អော်တယ်အပြန်လမ်းမှာငါလိုမတိုင်းပြီဆိုတဲ့အတန်ဟာတဲ့တဲ့ထန်နေတယ်ရက်ွက်ကိုတော့អော်မဆဲရခဲ့တဲ့ခြာတဲ့အခုတတိုင်းပြီလုံးကိုငါအကင်တုတ်လို့ခေကြီးပြည့်စည်နေတာသာငါမတိလိုက်တာနာမည်ကျော်တချို့ရဲ့နှုတ်ရီတော်တော်များများငါမြင်ခဲ့ဘူးလေဆိုရှယ်မီဒီယာကိုငါကျေးဇူးတင်တယ်ငါလိုပါတိုင်းပြီလို့ ထတူတူပဲဆဲခဲ့အနာဂတ်ကိုကြိုမတွေးနိုင်တဲ့နေ့ရက်တွေမှာမျက်စိရှိကထမင်းဟာ အရာရာဖြစ်တယ်ကိုကခြေရသူတွေကိုကိုခြေတဲ့လူတွေတယောက်ပြီးတယောက်နှုတ်ဆက်အဆုံးသက်မှာငါတယောက်တည်းကြံခဲ့ငါလိုမတိုင်းပြီမှာငါမပြောတော့ဘူးငါမပြောတဲ့အကြောင်းငါတငယ်ချင်းကို ပြောပြတော့ပခုံးကိုလာဖက်ပြီးတလုံး တောက်လက်ဆဆေးလေးတူကမ်းပြီးအမောင်ထဲမှာလက်နေတဲ့မျော်လင့်ချက်ရုံလုံးဟာတုံကြီးပေါ်ဟိုင်းငါလုံးမတိုင်းပြည်မှာလူမျိုးဘာသာမရွေးရတဲ့ဝေစုဟာတောကတယောက်ထက်ပိုပြီးစုဝေးကြတဲ့အခါအမင်္ဂလာတရင်နေတာအထူးတန်းမှာနေရာယူလို့မူရစ်စေဝါထက် အတားဟာပူကြောက်စရာကောင်းမှန်တည်လာတဲ့အချိန်ကိုကိုကိုပူကြောက်လာရတယ်။တလောကလုံးစစ်ကိုမုန်းနေချိန်ငါကမင်းအပြုံတွေမှာရှုံးနေတယ်။တုံးစားမရတဲ့အတွေ့တွေကိုနယံမှာပြစ်ပေါက်နောက်ဆုံးငါစီပြန်ရောက်လာတယ်။ငါလိုးမအတိုင်းပြီမှာငါမပြောတော့ဘူး။